မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ပန်ဝါမြို့ပတ်ဝန်းကျင်မှာတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေပြီးမြို့ပေါ်မှာရှိတဲ့ဇေဒီကုန်းကာကင်းစခန်းတစ်ခုကို KAI နဲ့ PDF ပူးပေါင်းတပ်များကသိမ်းပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘာလ16ရက်နေ့မနက်ပိုင်းကနေညနေ9နာရီအချိန်အထိပန်ဝါမြို့ပတ်ဝန်းကျင်တောင်ကုန်းများမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ် ်ပန်ဝါမြို့အပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဇေဒီကုန်းကာကင်းစခန်းတစ်ခုကိုတိမ့်ပိုက်ရရှိခဲ့ကြောင်းသိရပါတယ်။တနေ့ကိုညနေ9နာရီအချိန်အထိပန်ဝါမြို့ပတ်ဝန်းကျင်တောင်ကုန်းတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ပန်ဝါမြို့အပေါ်ဇေဒီကုန်းကာကင်းစခန်းတစ်ခုကိုတိမ့်ပိုက်ရရှိခဲ့ပါပြီ။တိုက်ပွဲကတော့အတော်ကိုပြင်းထန်နေသေးပါလို့ KIA ရဲ့သတင်းအေးမေကပြောဆိုထားပါတယ်။ဒါ့အပြင်ကံပိုက်တီအနီးမှာရှိတဲ့အမှတ်133နေသားဆောင်တိုက်ရင်ဌာနချုပ်ရဲ့ ကာကင်းစခန်း၃ခုကိုလည်းသိမ့်ပိုက်ရရှိထားပြီးတော့တိုင်ရင်ဌာနချုပ်ကိုတော့မရရှိသေးဘူးလို့သိရပါတယ်။အမှတ်၁၃၃၃ငယ်ချားဆောင်တိုင်ရင်ဌာနချုပ်ကိုဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်တယ်လို့သိရပါတယ်။အော်တိုဘာလ9ရက်နေ့မှာလည်းပန်ဝါမြို့နယ်6မိုင်ခန့်အကွာမှာရှိတဲ့ချိုင်ရင်ခူစခန်းနဲ့အမှတ်၁3333နယ်ကြားဆောင်တိုက်ရင်ရဲ့ကာကင်းစခန်းနှစ်ခုကိုလည်း KIA ကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းဂျိုးပင်ကောင်းမှာယာအိမ်မူးထွန်းထွန်းရဲ့နေအိမ်ကိုဝင်ရောက်တိုက်ခတ်ရာတကောင်ဆေးစာရွက်များနဲ့လေတနက်တလက်ကိုတင်းစီရရှိခဲ့ပြီး PDF တပ်ဖွဲ့များရဲ့အနောက်ကိုလိုက်လာတဲ့စစ်တပ်နဲ့ပါတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ15ရက်နေ့မနက်3:00နာရီကမှဂျိုးပင်ကောင်းမြို့နယ်မီးကောက်ပင်အုပ်စုဒုံးမယ်ရွာမှာနေထိုင်တဲ့အကြမ်းဖက်စစ်ကောင်စီခန့်ယာအိမ်မူးထွန်းထွန်းရဲ့နေအိမ်ကိုဝင်ရောက်တိုက်ခတ်ရာယာအိမ်မူးဟာဦးကောက်ပေါက်ဒံယာနဲ့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါဗျ။ ၎င်းတိုက်ခိုက်မှုအတွင်းမှာယာယီမှုထွန်းထွန်းကောက်ယူထားတဲ့သကောင်စင်းများနဲ့လေတနက်တက်လက်ကိုတင်စီရရှိခဲ့ပြီးကျန်တဲ့ပစ္စည်းများနဲ့ငွေကြေးများကိုယာယီမှုရဲ့ဇနီးနဲ့သားသမီးများထံမှတော်လိုင်းရဲဘော်များကပြန်လည်အနှံပေးခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်ဘော်ပင်ရွာမှာအထိုင်ချထားတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောတိများကတော်လိုင်းတပ်ဖွဲ့များရဲ့အနောက်ကိုလိုက်လာတဲ့အတွက်ကြောင့်မိကောက်ပင်ရွာထိပ်ဘျူဟာလမ်းမှာတော်လိုင်းရဲဘော်များကပရိသတ်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးတော့စစ်သားများထိခိုက်ဒိဆုံးမှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။ အဲ့ဒီနေ့မနေ့6ရက်နေ့ကမှဘော်ပင်ချောင်းတရက်ပင်အိုင်ကရာအနီးမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့တော်လိုင်းတပ်ဖွဲ့များမင်းနေ20ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုရှိတော့လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များဖြစ်ကြတဲ့တပ်ရင်း383ညနဲ့တပ်ခွဲတက် Dragon Brothers GBK တပ်ရင်း383ညတက်တပ်ခွဲ3နတ်စစ်တီနဲ့ BTZM GBK PDF ပဲခူးယုံမှအခြေပြုတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဒဝယ်မြို့ကျက်စားပြင်ရက်ကွာမှာရှိတဲ့ကန်နာလန်စီဘောမှာမီးလောင်မှုဖြစ်ပွားပြီး9ရက်အကြာအော်တိုဘာလ18ရက်နေ့မှာမီးထပ်မံလောင်ကျွမ်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘာလ18ရက်နေ့ညနေ4နာရီခန့်မှာရခိုင်လောင်ပြီးသားစီဘောမီးထပ်မံလောင်နေခြင်းဖြစ်ကြောင်းကိုကြီးကယ်ဆယ်ရေးဆောင်ရွက်နေသူတို့ကပြန်လည်ပြောပြခဲ့ပါတယ်။ကျွန်တော်တို့အခုမီးငိမ့်နေပါတယ်ထိခိုက်တာတော့လောလောဆယ်မရှိသေးဘူးလို့၎င်းကပြောပါတယ်။ ဲ့ဒီစီဘောဟာစက်စားပြင်ရက်ကွက်မှာရှိတယ်။ဒဝဲမြေအတွင်းမှာရှိနေတဲ့အချိန်အော်တိုဘာလ14ရက်နေ့မှာမီးလောင်ပောက်ကွဲပြီးလူ၈ဦးသေဆုံးက၃ဦးဒဏ်ရာရရှိက၁ဦးပျောက်ဆုံးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစီဘောမီးလောင်ပောက်ကွဲရတဲ့အကြောင်းရင်းကိုသက်ဆိုင်ရာအဖွဲ့အစည်းများကယနေ့အထိထုတ်ပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်။အဲ့ဒီမီးလောင်မှုကိုဒဝဲမြို့နယ်မီးတပ်တပ်ဖွဲ့နဲ့မြို့ကန်ကယ်ဆယ်ရေးအသင်းဖွဲ့များပူးပေါင်းပြီးတော့မီးငြိမ်းတိုက်ခဲ့ရာအော်တိုဘာလ15ရက်နေ့မနက်ပိုင်းအထိ 16နာရီကျော်ကြာအောင်မိငိမ့်တက်ခဲ့ရကြောင်းကုညီကယ်ဆယ်ရေးမှာပါဝင်ဆောင်ရွက်သူများရဲ့ပြောပြချက်အရာသိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းကဏီမြို့နယ်မှာရှိတဲ့ရာကြီးတာဝါတိုင်းစခန်းအနီးမှာတိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ16ရက်နေ့မနက်ပိုင်းမှာရာကြီးတာဝါတိုင်းစခန်းအနီးမှာတော်လိုက်တပ်ဖွဲ့များနဲ့အကြမ်းဖက်စစ်တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်တပ်ကရဟတ်ရင်နဲ့လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အော်တိုဘာလ16ရက်နေ့မနက်ပိုင်းကတိုက်ပွဲဆက်ဖြစ်တာဒေသခံရွာတွေကတော့ တိမ်းရှောင်သွားကြပြီအဲ့ဒီနေရာကစစ်ကောင်စီတပ်တွေတပ်ဆွဲထားတဲ့နေရာရဟရင်နဲ့နှစ်ချိန်လာဖြစ်တယ်ထိခိုက်မှုကတော့ဘာမှမသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်မုံရွာယာကြီးကလေးဝကားလန်းအနီးမှာအကြမ်းမဆက်တက်ကအခြေပြုတပ်ဆွဲထားတဲ့ယာကြီးတာဝါတိုင်းစခန်းကုန်းဟာအရင်နှစ်ကရင်းမာပင်ခရိုင်တိုင်ရင်တင်းနဲ့ရင်းမာပင်ခရိုင်တိုင်ရင်နှစ်တို့ပူးပေါင်းပြီးတော့တိမ့်ပိုက်ထားတဲ့စခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနေရာဟာအကြမ်းဖက်စစ်ကောင်စီအတွက်ဆက်သွယ်ရေးလိုင်းပင်မသွေးကြောအဓိကနေရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်အကြမ်းဖက်တပ်ဖွဲ့က ပြန်လည်တပ်ဆွဲထားတဲ့နေရာဖြစ်ကြောင်းသိရပါဗျ။အလားတူပဲမန္တလေးမြို့နယ်အနောက်ချမ်းကိုလည်းအကြမ်းမစစ်တပ်ကလေကြောင်းနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Voice of Mandalay အဖွဲ့ကပြောဆိုထားပါဗျ။အော်တိုဘာလ18ရက်နေ့မွန်လယ်တနအီ55မိနစ်ခန့်မှာအကြမ်းမစစ်တပ်က MI-35 ရဟတ်ယာဉ်နဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာတရုတ်နယ်စပ်မြို့ပန်ဝါမြို့အနီးတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ဒေသခံများကတရုတ်နိုင်ငံဘက်ကိုစစ်ဆောင်ရန်ချိုးပန်းကြရမှာတရုတ်အစိုးရကပေးမဝင်တဲ့အတွက်နယ်စပ်ဂိတ်အနီးမှာစုပုံနေထိုင်နေတဲ့ဒေသခံများနယ်စပ်တကြောမှာရှိတဲ့တိုက်အိမ်များမှာလူစုခွဲပြီးတော့ခိုးလုံနေကြရန်ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကတိုက်တွန်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်သူလူထုတွေလည်းတရုတ်ပြည်ဘက်ကိုဝင်လို့မရဘူးလို့ပြောပါတယ် သူတို့ဂိတ်ဝါမှာအလုံးစုပြီးတော့ဝိုင်းထိုင်နေကြတာကိုတော့လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့ပုံတွေအရသိရပါတယ်ကျွန်တော်တို့ဘက်ကတရားဝင်အကြောင်းကြားရတာဘာမှမရှိဘူးလို့ဗိုလ်မှူးကြီးနော်ဘူးကပြောပြထားပါတယ်ပန်ဝါဒေတာမှာတိုက်ပွဲများဖြစ်ပွားနေတဲ့အတွက်ပြည်သူများကတရုတ်ပြည်ဘက်ကိုစစ်ရှောင်ရန်စူးစမ်းလျက်ရှိရာတရုတ်ဘက်ကပေးမဝင်တဲ့အတွက်ဂိတ်အနီးမှာပြည်သူများစုပုံနေထိုင်ကြတဲ့ မှတ်တမ်းရုပ်သံများလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လျက်ရှိတယ်လို့သိရပါတယ်။အော်တိုဘာလ17ရက်နေ့မှာတရုတ်နိုင်ငံဘက်ကအတားအဆီးများရခိုင်ကထက်ပုံမပြုတ်လောက်ကပန်ဝါဒေသခံများတရုတ်နိုင်ငံဘက်ကိုဖြတ်ကျော်မလာရေးအတွက်ဆောင်ရွက်လျက်ရှိတာကိုလည်းတွေ့ရပါတယ်။ပြည်သူလူထုတွေကတရုတ်ပြည်ဘက်ကိုဝေခွင့်မပေးဘူးဆိုတာလေအခုလိုမျိုးလူစုလူဝေးစုပြုံပြီးတော့မှနေရာမျိုးကိုတော့ရှောင်ရင်တော့ကောင်းပါတယ်။ တိုက်အိမ်လိုနေရာမျိုးပေါ့နည်းနည်းလုံခြုံတဲ့နေရာမှာနေလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေမှာပါနေဆက်ဒေသတကြောလုံးကတိုက်အိမ်တွေရဲ့အောက်မှာခိုးလို့ရင်တော့ပို့ပြီးတော့အဆင်ပြေမယ်လို့ကျွန်တော်အကြံပြုလိုပါတယ်လူစုလူဝေးနဲ့စုပုံနေရင်တော့ပြည်မှတ်တွေဖြစ်သွားမှာကိုကျွန်တော်စိုးရိမ်လို့ပါလို့ဘုံမူကြီးနော်ဘူးကပြောကြားထားပါတယ်စစ်ရှောင်ရန်ခက်ခဲနေတယ်ပန်ဝါပြည်သူများကိုတရင်စကားပြောပေးပါယမင်းမြန်ချက်အပေါ်ဘုံမူကြီးနော်ဘူးကအခုလိုမျိုးတိုက်တွန်းခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့ကိုအကြမ်းဖက်စစ်တပ်ကသတင်းကြုံညမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ16ရက်နေ့ည9:40မိနစ်မှာဖျားစီမီထွန်းကြီးပူဇော်နေကြတဲ့သတင်းကြုံညမှာအကြမ်းဖက်စစ်တပ်က Jet Fighter လေယာဉ်နဲ့ ်နောင်ချုံမြို့တဖန်ကိုင်းရက်ကွာအတွင်းကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ည10နာရီ20မိနစ်ခန့်မှာထပ်မံပြီးနောင်ချုံရဲစခန်းဝင်အတွင်းကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဒါအပြင်အကြမ်းဖက်စစ်တပ်ကည17နာရီ20မိနစ်မနက်17နာရီ45မိနစ်နဲ့မနက်10နာရီခန့်တော့မှာဇက်တိုက်လာရောက်ပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးရဲစခန်းဝင်အတွင်းကိုဘုံလေးလုံးထပ်မံကြောက်ရောက်ပောက်ကွဲက တောင်ရက်ကွက်နယ်မြေနှစ်မှာဘုံသုံးလုံးနယ်မြေတက်မှာဘုံနှလုံးကြောက်ရောက်ပောက်ခွဲခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကပြည်သူများစုဝေးနေတဲ့အချိန်ဘုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စေကူတမှုခံယူနေရတယ်လို့သိရပါတယ်။သတင်းကြွညာအခါတမရမှာပြည်သူလူထုများစုဝေးပြီးတော့ရက်ကွက်ဖះเจ้าကများမှာစီမီးပူဇော်ကုသိုလ်ယူနေကြတာကိုသိလျက်နဲ့ ယဟန်ရှင်လူဒေသခံပြည်သူလူထုများကိုဥတီပြီးတော့ရည်ရွယ်ချက်ရှိရှိနဲ့လာရောက်ဗုံးကျဲတိုက်ခိုက်မှုဟာရက်ဆက်ရုပ်မာတဲ့လောက်ရဖြစ်တယ်လို့ TNL ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာအခုရက်သက်တပတ်အတွင်းအရသာပြည်သူ120ကျော်ကစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလ17ရက်နေ့ကမင်္ဂလာတုံမြို့နယ်ပြင်းမာပြင်းရက်ကွက်အတွင်းစစ်မှုထမ်းဖို့ခေါ်ဆောင်ရမှာအကိုဖြစ်သူမရှိလို့ဆိုပြီးတော့ညီဖြစ်သူလူငယ်အမျိုးသားတအုပ်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲတွေရက်ကြီးတာဝန်ရှိသူတွေနဲ့ပြူစောထီးတွေကဖမ်းဆီးသွားတယ်လို့ဒေသခံတွေကသိရပါဗျ။အဲ့ဒီအော်တိုဘာလ17ရက်နေ့ညမှာပဲ တာဂေတမြို့နယ်မှာလည်းည10:55မိနစ်ခန့်ကမင်းနန္ဒာလမ်းမပေါ်တရာယုံမှတ်တိုင်အနီးလမ်းပေါ်မှာရှိတဲ့အမျိုးသားလူငယ်၃ဦးကို ရဲကားတစ်စီးပေါ်တင်ပြီးတော့ဖမ်းဆီးသွားတယ်လို့လည်းသိရပါဗျ။ဒါ့အပြင်အော်တိုဘားလ15ရက်နေ့မနက်10:00နာရီကျော်ကမှပစုံတော်မြို့နယ်အတွင်းမှာရှိတဲ့တိုင်းရင်းသူအမျိုးသမီးအယောက်90ခန်းကိုစစ်ကောင်စီတပ်ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးတော့လာရောက်ဖမ်းဆီးတဲ့အချိန်မှာစစ်ကောင်စီအရဲဝတ်တွေရဲတွေပြူစောထီးတွေပါဝင်တယ်လို့စုံစမ်းသိရှိရပါဗျ။အဲ့ဒီအော်တိုဘားလ15ရက်နေ့မှာပဲလှိုင်းသားရအဝေးကြီးကာဝင်အတွင်းသွားလာနေတဲ့အယက်သားပြည်သူအမျိုးသား 64ဦးခန့်ကိုစစ်မှုထမ်းဖို့ဆိုပြီးတော့စစ်ကောင်စီအရဲဝတ်တွေကဖမ်းဆီးသွားခဲ့ပြီးတွဲစစ်ဇပင်ညက်ရိုက်နှက်ခဲ့ကအော်တိုဘာလ16ရက်နေ့မှာတော့ကျိုင်းတုံကိုလေရင်နဲ့ပို့ဆောင်နေတဲ့အချိန်ပြည်သူတို့ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ဒေတာတွေသတင်းအေးမီဒီစီကသိရှိရပါတယ်။အော်တိုဘာလ16ရက်နေ့မှာတော့တောင်တကုံမြို့နယ်54ရပ်ကွက်မှာလူငယ်အမျိုးသား2ဦးကိုလူစိမ်းဆိုပြီးဆွတ်ဆွဲကဖမ်းဆီးပြီး ရက်ကွက်စာကြည့်လိုက်ထဲမှာချုံနောင်ထားပြီးတော့အကြမ်းဖက်ရိုက်နှက်ခဲ့ကြောင်းတောင်တကုံဒေသခံတွေကပြန်လည်ပြောပြခဲ့ပါတယ်။အဲ့ဒီအော်တိုဘားလာ16ရက်နေ့ညပိုင်းမှာလေကြည်မြန်နိုင်မြို့နယ်တဖက်ကမ်းမှာရှိတဲ့အလက်ချောင်းရက်ကွက်ကအမျိုးသား3ဦးကို PDF ဆိုပြီးတော့ဆွဆွဲကဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။အော်တိုဘားလာ18ရက်နေ့တရင်ကျွလာပြင်းနေမှာတော့ရန်ကုန်မြို့လေကောင်ပန်းစိုးတန်းတရာအနီးရွှေကန်ကောလဖေးဆိုင်အရှိမလူငယ်9ဦးကိုစစ်ကောင်စီအရက်ဝတ်တွေကတနက်အတူအရှိတွေနဲ့ထောက်ပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းကိုဒေသခံတွေကသိရပါတယ်။ စစ်ကောင်စီကအော်တိုဘားလအတွဲမှာရန်ကုန်မြို့အတွင်းအစီအင်းကိုအကြောင်းပြပြီးတော့လူနေအဆောင်တွေကိုပြင်ပတ်ထားပြီးစစ်ဆေးခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolution Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ